ရပောင်း85ရဲ့ DD ထုတ်မယ်75 hard challenge day 4ဖြစ်ပါတယ်ကျွန်တော်မနေ့ကတော့စောင်းပွဲဖြည့်ပြီးတော့ဒီနေ့ကအေးစိတ်နားနေရပါတော့မနေ့ကလည်းအလံမပေပုံခံဆိုကျွန်တော်6နိုင်ထားတာပါတော့မနေ့ကတော့ကျွန်တော်6ခွဲမှထားဖြစ်တယ်ပြီးတော့အဲအေးစိတ်ပဲပေါ့နော်မနေ့ပိုင်းလေးနားနေတယ်မနေ့ကစားစားတယ်ပြီးတော့ကျွန်တော် progress picture ရိုက်လိုက်တယ်ဖြည့်လဲပုံမှန်တော့တယ်နေ့လည်းစားလဲပုံမှန်တိုင်းပဲစားတယ်ပေါ့နော်အဲပြီးတော့အလုပ်လုပ်တယ် ကျွန်တော်ခုနကတော့ indoor 45 minute workout ကိုလုပ်လိုက်တယ်ဒါပေမဲ့မီးပြက်နေတော့ဗီဒီယိုမရိုက်လိုက်ရအောင်ဘောနော်အခုမိုးရီရွာနေတော့မီးရပြက်တယ်ဘောနော်အခုမြင်တဲ့အတိုင်းပဲနောက်မှမိုးရီရွာနေတယ်ဒါပေမဲ့ outdoor 45 minute ဖြုတ်ရမှာဘောနော်ကျွန်တော်မနေ့ကတော့ပြင်းပြီးတော့မလုပ်လိုက်တော့အတွက်အခုကမဖြစ်မနေလုပ်ရမှာမိုးရီထဲမှာပြေးမယ်ဘလိုပဲဖြစ်ဖြုတ်မယ်55အထိဖြုတ်မယ်ကဲခင်ဗျားတို့လည်းကျွန်တော်တို့ live ဖြုတ်လို့ရတယ် okay let's go အဲကျွန်တော်ဗီဒီယိုရောက်မှာအများတန်းလာလာမေးကြတယ်ဘာကော်ဖီတောက်တာလဲကျွန်တော်ဟို10ပေါင်လောက်ကြာသွားတယ်ဆိုတော့10ပေါင်လောက်ကြာသွားအောင်ဘာကော်ဖီတောက်တာလဲပဲတစိမ့်လဲဆိုတော့ကျွန်တော်တောက်တာဟိုလိုမျိုးလေးအစီကြကော်ဖီပါတယ်မဟုတ်မာတီလဲပဲမားကတ်တင်းနေရောင်းတဲ့ကော်ဖီလဲမဟုတ်ဒီကော်ဖီဘဲကော်ဖီလဲဆိုတော့ကျွန်တော်ဗီဒီယိုလေးလုပ်ပြီးလဲတင်ထားတယ်ဒီနေ့လဲနောက်အစ်စ်တစ်ခုတင်မယ်ပေါ့နော်တစ်ချက်တော့ကျွန်တော်ဝေါ်တယ်ဟိုတော့ဝင်ကြည့်ပေးပေါ့နော်အဲ့တော့ကော်ဖီကဘဲကော်ဖီတောက်တင်လဲဆိုရင်အပြောလို့ရတာရှင်းရှင်းလေးပဲကျွန်တော်ခရမာတို့တကြားတို့မပါတဲ့ဘယ်တစိမ့်ဖြစ်ဖြစ်တောက်လို့ရတယ်အဲအဲ့ဒါအဆင်ပြေတယ်ပေါ့နော် ပြီးတော့နောက်တစ်ခုကျွန်တော်ဗီဒီယိုအောက်မှာတွေ့ရများတာမနက်စာတော့မစားဘူးညစာရှောင်းနေအဲ့ဒါဆိုဝိတ်ကြနိုင်လားတို့ပါတို့ကျွန်တော်ပြောပြမယ်ကျွန်တော်လေတနေ့ကိုသုံးနေစားတယ်အခုမနက်စာကိုဒီလိုမျိုးစားတယ်ပေါ့နော်ပြီးရင်နေ့လယ်စာကိုကျွန်တော်ထမင်းရယ်အသားရယ်အသီးရွက်ရယ်တပုံပေါ့နော်တပုံစီပေါ့နော်ဥမာပကံထဲမှာကျွန်တော်သုံးပိုင်းပိုင်းပြီးတော့ထမင်းတပုံအရွက်တပုံ အသားတပုံပြီးတစ်ခါလေးကျကျွန်တော်ကြောက်ဥပြုတ်ထည့်တယ်ပေါ့နော်အဲအဲ့လိုမျိုးစားတယ်ပြီးညစာကိုလည်းကျွန်တော်ကြောက်ဥပြုတ်နှလုံးနဲ့နွားနို့ဒါမှမဟုတ်လို့ရှိရင်လည်းတစ်ခါလေးကျရင်နွားနို့နဲ့တခြားဟာတစ်ခုစားတယ်ပေါ့နော်ကျွန်တော်သုံးတဲ့အပြည့်စားတယ်အဲ့ဂျားတွေကိုကျွန်တော်ဆယ်ပေါင်ကြပါပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ကာဘိုဟိုက်ဒရိတ်ရှော့လိုက်တယ်ကျွန်တော်အခုနောက်ပိုင်းဆိုရင် exercise လေးနည်းနည်းပြန်လုပ်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့လို့ကျွန်တော်အိုဒိုက်ရက်နဲ့ exercise နဲ့တွဲလိုက်တယ်ပြီးတော့ကာဘိုဟိုက်ဒရိတ်ကိုလျှော့တယ်ကျွန်တော်ပြီးတော့အချိုတွေအဆီကြီးရှောင်းတယ်အဲအကြောင်းမို့ကျွန်တော် weight ကျတာဒါရှင်းရှင်းလေးပဲပေါ့နော် အဲ့တော့ခုနကတော့ညစာမစားဘူးမနက်စာမစားဘူးအဲ့ဒါဆိုဝိတ်ကြနိုင်လားဆိုတဲ့ဟာတွေကိုဖြေပြရကျွန်တော်ကလေကျွန်တော်ဟိုဆရာဝန်လည်းမဟုတ်ဘူးနောက်တစ်ခုက fitness trainer လည်းမဟုတ်ဘူးအဲ့တော့ကျွန်တော်တိတလောက်ပဲကျွန်တော်ပြောပြတာပေါ့နော်အဲ့တော့ကျွန်တော်တို့လေ ဘဲချိန်မှာစားတယ်ဘဲချိန်မှာမစားဘူးအဲ့ဒါဆိုရင်ဝိတ်တက်နိုင်လားကြနိုင်လားဆိုအဲ့ဒါနေရာတိတ်မတက်ဆိုင်ဘူးတည်လားကျွန်တော်တို့ကလေဥပမာဖုန်းကြီးရမြင်ဘူးလေဖုန်းကြီးဝဝရည်တွေသူတို့ညသာမစားဘူးเนาะဒါပေမဲ့ဝါကနေအစီတွေရှိရည်လေเนาะအဲအဲ့ဒါကိုပဲဒါဥပမာအနေနဲ့ပြောပြတာဗောနော်မျက်လုံးနဲ့ထင်တာမြင်တာရှိအောင်ကျွန်တော်တို့ကလေအဲဘဲချိန်မှာစားလဲဆိုတာထက်ဘာဒီစားလိုက်လဲဘလောက်ပမာဏစားလိုက်လဲဆိုတာကိုယ့်ရဲ့ဝိတ်တက်ချင်းကြချင်းကိုမူတည်တာဗောနော် အဲ့တော့ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့အလုံးပုံလုံးပုံကကျွန်တော်တို့ကနေပိုင်းမှာဆိုရင်ကျွန်တော်တို့အလုံးလုံးမယ်စားစားမယ်ညပိုင်းမှာဆိုအိတ်ဆက်ပြီးတော့အနားယူရမယ်ပေါ့နော်အဲ့တော့အဲ့ဒါကိုကျွန်တော်တို့ကအိတ်တဲ့အချိန်မှာမအိတ်ဘဲနဲ့ဟိုအစာတွေစားလိုက်တယ်ဆိုရင်တို့ကသူ့ရဲ့ဇီဝဖြစ်စဉ်ကိုတို့ကပြတ်သွားတာပေါ့နော်နှိကွေးွားစီတယ်အစာချီတာကြီးနှိကွေးွားတယ်ပြီးလို့ရှိရင်မိမသားဖြစ်မယ်ပြီးရင်ဟိုညဘက်အိတ်ပြုံကိုခက်ခဲမယ်ပေါ့နော်ဒီလိုမျိုးဟာဇီဝဖြစ်စဉ်ကိုတို့ကအနောက်ရှက်ပေးတာမျိုးတော့ရှိတယ်ခန္ဓာကိုယ်ကိုအရင်ဟိုထိခိုက်စေတာမျိုးဝိတ်တက်ချင်းကြချင်းအရင်ကဟို မူတည်မနေဘူးပေါ့နော်ဒီဘယ်ချိန်မှာစားလဲဆိုတာအဓိကကိုကဘာတွေစားလိုက်လဲဘလောက်စားလိုက်လဲကျွန်တော်တို့ဥမာကာဘိုဟိုက်ဒရိတ်တွေအများကြီးစားလိုက်တယ်အဆီဒီအများကြီးစားလိုက်တယ်အချိုတွေအများကြီးစားလိုက်တယ်ဆိုကျွန်တော်တို့ဝိတ်ကတတ်မှာပဲအဲ့လိုမဟုတ်ဘဲနဲ့ကာဘိုဟိုက်ဒရိတ်မစားဘူးပရိုတင်းများများစားတယ်အသီးရွက်များများစားတယ်ဒီလိုမျိုးဆိုရင်ကျွန်တော်တို့ကဝိတ်ကကျမှာပဲအဲ့တော့ဘယ်ချိန်မှာစားတယ်ဘယ်ချိန်မှာမစားဘူးဆိုတာကြီးအရင်ဟိုအဓိကကြမနေဘူးပေါ့နော်။ဘာကြီးစားလိုက်လဲဘလောက်စားလိုက်လဲဆိုတဲ့ဟာကပို့ပြီးအရေးကြီးရပါအဲ့ဒါလေးကိုကျွန်တော်ဒီမှာပြောပြချင်တာပါကျွန်တော်မနေ့ကစားလိုက်ပါဦးမယ်။ ဒါကတော့ကျွန်တော်တောက်တဲ့ coffee လေးပါဘာခါအမှတ်တစိပေါ့နော် Ethiopia လာတယ်အထဲမှာ သူ coffee အကြောင်းရှင်းပြထားတဲ့စာအုပ်လေးရဲ့ဒီလိုမျိုး coffee ထုပ်လေးဆန်းနှထုပ်ပါပါတယ်အဲ့ဒီ coffee ထုပ်လေးကို ဖောက်လိုက်မယ်ဆိုရင် ကျွန်တော်တို့အထဲမှာပေါ့နော် coffee bag လေးပါတယ်အဲ့ဒီထုပ်လေးကိုကိုတောက်မဲ့ဖန်ခွက်ထဲမှာပေါ့နော်ဒီလိုမျိုးလေးအပေါ်ကနေဆွတ်လိုက်လို့ရတယ်ပြီးလို့ရှိရင်အဲ့ဒီထဲကိုရင်းနှီးလောင်းချမယ်ပေါ့နော် ရင်းနှီးလောင်းတဲ့အခါမှာကျွန်တော်တို့ debate ထဲအများကြီးမလောင်းဘူးရင်းနှီးကိုနည်းနည်းလောင်းလိုက်ခဏနားလိုက်ကော်ဖီတွေကြတာကိုစောင့်လိုက်ပေါ့နော်ပြီးလို့ရှိရင်ရင်းနှီးလေးပြန် လောင်းမယ်အဲ့လိုမျိုးနဲ့ကိုလိုချင်တဲ့ပမာဏအထိရအောင်လို့၃၄ချိန်ဒါမှမဟုတ်၄၅ချိန်လောက်လောင်းလို့ရရပေါ့နော်ကျွန်တော်ကတော့ဒီခွက်တစ်ဝက်လောက်ရပြီဆိုတော်ပြီပေါ့နော်ကျွန်တော်တို့အဆင်ပြေပြီဒီကော်ဖီကကျွန်တော်လည်းလက်ဆောင်ရလို့တောက်တာပါဒီကောင်ကဈေးနည်းနည်းကြီးတယ်တကယ်လို့ဈေးတန်တာလေးဝယ်ခြင်းနဲ့ဆိုရင်ဝယ်ပေးမယ် Facebook page မှာမှာလို့ရပါတယ် ခုမှမီးပြန်လာအခုကတော့ဝေါ်ကောက်ကပြီးသွားပြီပေါ့နော်အောက်တော့အင်ဒိုလေးစား5မိနစ်စီစတိုင်ဖြုတ်ပြီးသွားပြီဝေးတယ်မပြေးလိုက်အမေမျက်နှာလေးတော့ကြည်သွားတယ်လို့အလဲဟိုကရေချိုးရတော့မယ်ဟုတ်လို့ရှိရင်ဖြားတော့မယ်မင်းမစူတော့ဒီပါလေဝေးရမီးပြတ်တဲ့ထာလေးတစ်ပေါက်တော့ရှိရယ်ပေါ့နော်မြန်မာပြည်ကိုပြန်ပြီးတော့လွမ်းသွားတယ် အကျွန်ဒီညကြံတာအခုရေကောင်အောင်တောက်ဖို့ရယ်စာဆယ်မျက်နှာဖတ်ရမယ်အော်စာဆယ်မျက်နှာအခုရေချိုးပြီးသွားရင်တော့စာဆယ်မျက်နှာဖတ်မယ်ပေါ့နော်အဲပြီးရင်ရေကောင်အောင်တောက်မယ်ပြီးတော့ညစာစားအောင်မယ်ပေါ့နော်အော်ညစာလည်းစားလိုက်အောင်မယ်ညစာလည်းထုံးတဲ့တိုင်းကြုပ်ပြုတ်နေနွားလို့ပဲပေါ့ညစာစားချိန်မှာရေမိုးချိုးပြီးသွားရင်အမယ်မျက်နှာကတွားပြီးတော့တက်ချိုးပြီးခါလာဆိုလေအဲ့တော့ ခုရေချိုးပြီးသွားပြီအာဟိုညာလာပါညာလာကျုပ်နှလုံးစားကွာကျုပ်ပြုတ်နှလုံးဒါကျုပ်ပြုတ်ခွာလေဟိုခွာတာအစင်မပြေရနဲ့ခွာတဲ့နေရာပိုင်းတခါလဲစားလိုက်ကျုပ်ကအခုကတ်နေအခုကဒီပါတော့တောက်ပဲဗောနော်ပြီးရင် nest လေးနည်းနည်းစားမယ်ပြီးရင်ကျွန်တော်စားဖတ်မယ်ပြီးရင်တော့အိတ်မယ်ဗောနော်ဒီနေရာစောစောအိတ်မယ်မနေညာကျွန်တော်နည်းနည်းနောက်ကြပါ walk out မပြီးသေးလို့ဆိုပြော walk out လေးလှုပ်လိုက်တာအဲကျွန်တော် အနုလေးတောက်လိုက်အောင်လေပြီးရင်စဖတ်မယ်ပေါ့နော်